ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြည်တော်မြေကြောင်းရတော့ဒီ MND ရနဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီ Avila 21ရက်နေ့အပီထောက်ခံမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါတုံ့တက်မြောက်တော့မှာဖြစ်ပါတယ်ဆော်ဒီလက်တလုံးမှာပေါ့လေဒါဒီငလျင်သတင်းတွေအဲ့ဒါကဒီဒီကနိုင်ငံတွေအဖွဲ့အစည်းတွေကနေပြီးတော့ဒီမနိုင်ငံကိုလာပြီးတော့ဒီငလျင်ကယ်ဆယ်ရေးလုပ်တာတို့ဒီပြန်လည်ထောင်ရေးလုပ်တာတို့ဆက်လက်ပြန်ဒါဒီသတင်းတွေကြောင့်မလို့ဒါဒီ MND ရနဲ့ပေါ့လေလာရှိုးကနေထောက်ခံမယ်ဆိုတဲ့သတင်းရပေါ့လေဒါလူစိတ်ဝင်စားမှုနေနေကြတာဖြစ်ပါတယ်ဆိုတော့ဒီ MND နဲ့ဒီလာရှိုးကနေ ောက်ခွန်မယ်ဆိုတာနောက်ကွယ်မှာဘယ်လိုမျိုးဒါပြောရတာရှိနိုင်တယ်လဲဆိုဘာကြောင့်မလို့ဒါ MND နေနေပေါ့လေဒါလာရှိုးကနေပြီးတော့ဒီထွက်ခွာကြရတာလဲဆိုတော့ဒီတက်မလို့နဲ့ MND ပေါ့လေနောက်ဆုံးဒါနှိမ့်နှိုင်းတွေ့ဆုံတဲ့အခါမှာတော့ဒါဘယ်လိုမျိုးဒါသဘောတူညီချက်တွေရှိခဲ့ကြရတာလဲဆိုတာကိုဒီနှစ်ဖက်အဖွဲ့အစည်းတွေနေနဲ့ဒါတရားဝင်ဒါထုတ်ပြန်ထားတာမရှိတာတော့ကြောင့်မလို့ဒါဒီသိသိရှိရာပေါ့လေဒါကကနနာမသိရသေးဘူးဆိုမှလို့ဒါအခုလက်ရှိအချိန်မှာ MND တွေနဲ့ဒါလာရှိုးကနေဖြည်းဖြည်းချင်းပေါ့လေစပြီးတော့ထွက်ခွာနေကြပြီဖြစ်ပါတယ် တကယ်တော့ဒီရှမ်းမြောက်ဒေသဆိုတာကဒီရှိုက်ပွဲတွေမဖြစ်ခင်ကဆိုတော့တော်လေးကိုဒါအေဂျင့်တားရတာနေမြေသားတခုပဲဖြစ်ပါတယ်။ Sorry ရှမ်းမြောက်မှာရှိတယ်ဒါတိုင်းရင်းသားပြည်သူတခုဆိုလို့ရှိရင်လည်း user လောက်ပိုင်းစားတော့ပြီးတော့တကယ်ကိုအေဂျင့်နဲ့နေမြေသားတခုပဲဖြစ်ပါတယ်။အဲ့တော့ဒါပေမဲ့လို့အဲ့ဒီနောက်ပိုင်းသုံးဖက်အနေနဲ့ပေါ့လေအဲ့ဒီပြည်နိုင်ငံရေးအချက်တွေကိုဒါဖွင့်ကောင်းယူအဲ့ဒီတရားဝင် online တာကိုကြည့်လင်နေမှုရောပေါ့လေဒါအကြောင်းပြပြီးတော့ဒီဘက်အင်အားကြီးနိုင်ငံတချို့ရတာထောက်ပံ့မျိုးစုံကိုယူရပေါ့လေယူတယ်ဒီငွေကြေးတို့လည်းနဲ့ထောက်ပံ့တာဆက်ဆင်ပေါ့လေဒါလိုမျိုးအထောက်ပံ့တဲ့မျိုးစုံကိုယူပြီးတော့ဒီချမ်းမြောက် စ်စင်ကိုစခဲ့ကြတာဖြစ်ပါတယ်။ဆောရီလက်ရှိအချိန်မှာဒီ NASA ကအစိုးရအနေနဲ့ပေါ့လေပြည်တွင်းရေးတွေကြောင့်မလို့အလုံးများနေတဲ့အချိန်မှာဒါတွေကိုအခွင့်အောင်းယူပြီးတော့ဒီမြောက်ပိုင်း၃ဖွဲ့အနေနဲ့ပေါ့လေဒါဒီနိုင်ငံရေးကိုဒါအမျက်ထုတ်ခဲ့တဲ့သဘောဖြစ်တယ်။ဆောရီမြောက်ပိုင်း၃ဖွဲ့အနေနဲ့ဒီ live show ကိုမတိုက်ခင်ပါဘူး။ဒါဒီကုတ်ခိုင်တဲ့သိမ့်တွေကိုရင်းတော့ဒါတိုက်တယ်ပေါ့။ပြီးလို့ရှိရင်တော့ဒီ show တိုက်တုံးနေတဲ့ပေါ့လေ live show မျိုးတွေကိုဒါပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဆောရီ live show မျိုးကိုအဲ့လိုမျိုးဒါပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီ live show မျိုးတွေမှာရှိတဲ့လက်ွက်တွေအခုကဒီရာဇီတိပထိုးတွေစာတင်ကြောင်းတွေစေတွေဆက်တဲ့ဖြင့်အများကြီးပေါ့လေဒါပြည့်စုံဆုံးရှုံးခဲ့ရတယ်ဆိုတာ ါချုံမျိုးမှာရှိတဲ့ဒါပြည်သူလူထုအပြင်ဒါမြန်မာနိုင်ငံမှာရှိရပေါ့လေဒါဒီပြည်သူလူထုကတော်တော်များများလဲဒါ TV လောက်ကြီးဖြစ်ဖြစ်ပါတယ်အဲ့တော့အားလုံးတို့ကတက်တဲ့ခေစစ်တွင်ကြဒါကျွန်တော်တွေကမပြောတော့ဘူးဆိုတော့ဒီချမ်းသာကိုပေါ့လေဒါကျွန်တော်စစ်လေးဒါစပြီးတော့စခဲ့တဲ့ MND တွေနဲ့ပေါ့လေဒါနေနေတွေကိုဒါဒီဟိုကြဆိုးမှုတဲ့ပုံစံမျိုးတွေအားတစ်ခုကဒီစစ်ပြင်ဝါဒလိုအုပ်ချုပ်တာတွေတောင်းမလို့ဒါတို့အချင်းချင်းတော့မှအရင်ပြန်ဖြစ်ကြဒါနေနေလူကြရတဲ့အမျိုးမျိုးဒါဖြစ်နေကြတာဖြစ်ပါတယ်

မင်းဒီမှာရောက်တော့ရေးချင်တယ်သူပြောရောက်ရေးချက်ပါမင်းရောက်ချက်မင်းရောက်ချက်ဗီဒီယိုကိုတက်ကိုမင်းရောက်ချက်ပါလေမင်းရဲ့ဒီရောက်ချက်ပါတော့ဟမ်မင်းရဲ့ဒီရောက်ချက်ပါလေပြောနာတော့ဘိုးရုံတော့ဘာပြောတော့ဘာပြောတော့ဗီဒီယိုအားပါလေဟိုချက်တကယ်တော့ဒီကြားထဲကနေတာမနက်ကဒုက္ခရောက်ကြတော့ဒီအပြစ်မင်းတဲ့ဒါဒီစလူတွေဖြစ်ပါတယ်ဆိုတော့ ီအခုဒီလာရှုကနေပေါ့လေဒါ MNA နဲ့ဒါပြေးပြေးချင်းဆက်ခွာနေကြဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒါဆက်ခွာတဲ့အခါမှာတော့လောက်တောင်ဒါအကျင့်ရုပ်တယ်ဆိုလို့ရှိရင်ဒါဒီ MNA နဲ့ပေါ့လေဒါဒီအနာပြည်သူတွေအတုံးတွေနေတာဆေးရုံမှာတုံးနေတာဆက်ခရီးယာတွေနောက်တစ်ခုကဒီအနာပြည်သူတွေတုံးနေပေါ့လေဒါပစ္စည်းတွေဒါဒီပြက်ဆက်ဝယ်ရဂျိုးတွေဒီ transformer တွေအစပေါ့လေကားဟိုင်းနဲ့ဒါအကုန်လုံးကိုဒါပြေဆောင်သွားကြရဖြစ်ပါတယ်ဆော်ဒီနောက်ဆုံးဒါဒီပြောချင်တာကတော့ဒီ MNA နဲ့ပေါ့လေသူတို့စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ရတာဘယ်လိုလောက်သူပြင်ထင်းနေရတာဒါဘယ်လောက်ခက်ခဲသလဲဆိုတာပေါ့ဒါသူတို့နဲ့ ဒီနားလေသွားဖို့ရပါတယ်။အဲ့တော့ဒီရှမ်းသာဖြစ်စင်မှာဆိုလို့ရှိရင်ဒါရှမ်းသာမှာရှိတဲ့အပြစ်မဲ့တဲ့ပြည်သူလူထုတွေဒုက္ခမျိုးစုံဒါဒုက္ခကြရတာဖြစ်တယ်။အဲ့တော့အဲ့လိုပဲဒီရခိုင်မှာဆိုလို့ရှိရင်လည်းဒီပြည်မဲ့တယ်ပေါ့လေဒါရခိုင်ပြည်သူလူထုတွေလည်းဒါအများကြီးဒါဒုက္ခရောက်နေကြရတာဖြစ်တယ်လို့ဒါဒီကျောင်းသားကျောင်းတွေဆိုလို့ရှိရင်လည်းဒီကျောင်းတွေကပိတ်ဒါကားလန်တွေကပိတ်ဆက်ပြန်ပေါ့လေဒါဒါကြောင့်မို့လို့ဒါပညာရေးအခက်ခဲဒါမျိုးစုံဒါရောက်နေကြရတာဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်မို့လို့ဒါဒီ EO ရဲ့နည်းနဲ့ပေါ့လေဒါဒီလာရှုတ်ဒီရှမ်းမြောက်ဖြစ်စဉ်ကိုဒါတာတကယူပြီးတော့ပေါ့လေဒါဒီ ူးညွတ်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ကြတာဘယ်လောက်မို့ဒီသူ့ပင်ထင်းနေရတာဘယ်လောက်ထိခက်တယ်လဲဆိုတာကိုဒါသိသင့်ပြီလို့ဒါကျွန်တော်တွေနဲ့ဒါအကြံပြုလိုတယ်ဒါကြောင့်မို့လို့ပေါ့လေဒီနိုင်ငံရေးပြဿနာကိုဒါနိုင်ငံရေးအနေနဲ့ဖြေရှင်းကြဖို့ဒါအကြံပြုအဲ့တွန်းလို့အားလုံးကိုကျေးဇူးတင်ပါတယ်